ကိုင်းတိုင်းဝက်လက်မြို့နယ်ပောက်ကန့်ရှိမကလမ်းမပေါ်မှာဖြတ်တန်းဒေါ်လာနေတဲ့ရင်တွေကိုဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အကောက်ခွန်ကိတ်ကအခွန်ကောက်ခံတာများတာကြောင့်ဒေသခံအချို့နဲ့ဖြတ်တန်းဒေါ်လာသူတွေကဇွန်လ17ရက်နေ့ကနေစတင်ပြီးဆန္ဒထုတ်ဖော်နေကြတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်ဘိုးရန်ဂိတ်လို့ခေါ်တဲ့အကောက်ခွန်ဂိတ်ကနေဖြတ်တန်းဒေါ်လာသူတွေကိုအခွန်ကောက်ခံနေတာဖြစ်ပြီးစီတပေပါကိုတပေါင်းဝဲချက်အခွန်ကောက်ခံရာကနေအငင်းဘွားကစတင်ဆန္ဒပြတာဖြစ်တယ်လို့ပြောပါရယ် ဆနားပြပွဲမှာပါဝင်နေသူတဦးကလည်းမန္တလေးတိုင်းမိုးကုတ်ဘက်တွေကချင်ဆက်ကကားတွေများတော့စီတပေပါကိုတထောင်ခွဲကောက်တာများတယ်ဆိုပြီးတော့ဆနားထုတ်ဖို့ကြတာပေါ့မင်းကုံးလေးရွာကားလမပေါ်မှာဒီကနေ့လည်းပြနေကြတယ်မနေ့ကလည်းပြတယ်ဗျာလို့ CJ platform ကိုပြောပါတယ်ဆနားပြမှုကြောင့်ပေါက်ကန့်ရှေမကလမ်းမှာမော်တော်ယာဉ်တွေနဲ့ဒီကနေ့အချိန်အထိလမ်းပိတ်နေကြတာဖြစ်တယ်လို့သိရပြီးညှိနှိုင်းမှုတွေဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ် ဗိုလ်ရန်ကိတ်ကနေအခွန်ကောက်ခံနေတာများတဲ့အတွက်ဒေသခံအချို့လည်းလုပ်ငန်းတချို့ရပ်တန့်ထားရတယ်လို့ဒေသခံတဦးကလည်းပြောပါရယ်အလုံးမဖြစ်တော့နားနေကြတာပေါ့ဗျာအကောက်ခွန်ကလည်းများမန္တလေးဘက်ကခရိုနီတထဲတွေကလည်းဘောက်စာကားတွေနဲ့တဲ့ဆနပိုင်းကားတွေနဲ့တဲတော့မကိုက်လို့နားနေကြတာပေါ့လို့ဒေသခံအမျိုးသားတဦးက CJ platform ကိုပြောပါရယ်ဒါအပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူတွေကလည်းစီပွဲစားလောက်ကင်နေပြီး သူတို့တွေဘိုယန်ဂိတ်ကိုဖျက်တဲ့အခါမှာတော့အခွန်ကောက်ခံတာမရှိဘူးလို့လဲသူက စပြောပါတယ်။အဲ့ဒီဂိတ်ကနေနွားတွေဖျက်တမ်းရင်လဲအကောက်ခွန်တွေများစွာကောက်ခံနေတာမျိုးရှိသလိုကုန်ပစ္စည်းတည်ဆောင်တာကိုလည်းအခွန်ကောက်ခံတာရှိတယ်လို့သိရပါတယ်။စကောင်စကမန္တလေးရွှေဘိုကားလန်တလျှောက်စီကုံသွဲပါကဖန်ဆီးနေတာကြောင့်စီကုံသွဲတွေအနေနဲ့မှောင်ကိုလန်းကနေတည်ဆောင်နေရတာဖြစ်ပြီး တယ်ဆောင်တဲ့လမ်းမှာအခုလိုအကောက်ခွန်များတဲ့အတွက်ဒေသခံတွေကဆန္ဒပြနေကြတာပဲဖြစ်ပါရဲ့ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရဲ့ရေရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။